ဆိုရကောင်းဆောင်ယူနုတ်ကနေပြီးအစိုးရအဖွဲ့ကနေနှုတ်ဆက်မယ်ဆိုတဲ့တင်းတွေလည်းကြားနေတာဖြစ်တဲ့အတွက်မြမပြီးကနေပြီးတော့စင့်အမီခွေးမျိုးဘဝနော်စင့်အမီခွေးမျိုးဘဝရောက်နေတဲ့အေအေနဲ့အကျန်းဖက်သမားတွေအတွက်အေအေနဲ့အကျန်းဖက်သမားတွေအတွက်တရောင်းစားဖျောက်ပြောက်ကိန်းချုပ်ပြီးလို့ပြောရမှာဖြစ်ပါတယ် အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ရခိုင်ဘင်္ဂလားနယ်စံလွတ်လပ်တဲ့စင်ကြံလွတ်မြောက်နယ်မြေတတ်မှတ်ပေးမိအစီအစဉ်ဘင်္ဂလားဒေ့ရှ်စစ်တပ်ဘက်ကပယ်ချလိုက်သည့်အတွက်မပူတူရဲ့အထူးသုံးသက်ချက်ကိုတင်ဆက်ပေးလိုက်ပါတယ်မင်္ဂလာပါမျိုးရေကျွန်မမဟုတ်တော့မာဒီပါရှင်ဒီနေ့နောက်25ခုနေ့မေလ24ရက်နေ့ဖြစ်ပါတယ်ဒီနေ့ကျွန်မပြောမယ့်အကြောင်းအရာကတော့သွင်းဆုံးသောဇင်းကြံစီမံကိန်းရက်တံမီဆိုတဲ့အကြောင်းအရာဖြစ်ပါတယ်ဒီအကြောင်းအရာကိုကျွန်မပြောမယ်လို့စိတ်ကူးထားတာဆိုတော့လက်တော်တော်ပထမဆုံးပြောရမယ့်အကြောင်းအရာတော့အရင်ပေါ်ပေါ်လာတယ် အဲ့ဒါပါလဲဆိုတော့အခုမနေ့ပေါ့နော်ကျွန်မခီးတစ်ခုတော့ရတယ်တော့ကျွန်မတို့ရှိကဟိုတမန်တစ်ဆင့်ရှိရတယ်တမန်ပြီးလို့ရှိရင်ကားတစ်ဆင့်တစ်ဆင့်ရှိရတယ်ပေါ့နော်အဲ့ဒီတမန်ခိတ်မှာဟို channel ကျော်ဦးချင်းမောင်တို့တယောက်ကိုကျွန်မမျက်မှောက်ထင်ရှားတွေ့လိုက်ရတယ်နော်အဲကျွန်မကလည်း channel ကျော်ဦးချင်းမောင်တို့ channel ကျော်မမလေးတို့တို့ဇနီးမောင်နဲ့ရဲ့ရှင်းတာတဲ့စာပေလေးတွေကျွန်မကသဘောကျတယ်ကျွန်မအနေနဲ့စာပေလေးတွေဖတ်တယ်ပေါ့နော်ကျွန်မသဘောကျရတဲ့လေးစားရတဲ့စာရေးဆက်ဇနီးမောင်နဲ့ပေါ့နော်ဟာ channel ကျော်ဦးချင်းမောင်ကအခါတစ်ပါးမှာအဲ့ဒါသူအလုပ်ကိစ္စနဲ့ ဘိုင်းကားစီးပြီးတော့အပြင်သွားရဲ့ခါမှာသူ့ရဲ့လွယ်အိတ်ကိုကပိုင်းလိုက်တယောက်ကလိုက်တာနဲ့ခွဲပြီးကပိုင်းလိုက်တယ်။နောက်ကနေပြီးတော့သူ့လွယ်အိတ်ကိုကပိုင်းလိုက်နေတော့သူသိသူသိတယ်နဲ့ကပိုင်းလိုက်ပါပြောကပိုင်းလိုက်လို့អော်လိုက်လို့ရှိရင်အဲ့ဒီကပိုင်းလိုက်ရှက်သွားမှာစိုးလို့တနာလို့ဆိုပြီးတော့ကပိုင်းလိုက်တောင်နှုတ်ပဲ့ပြီးငြိမ်နေလိုက် ီတောင်းရကိုသူ့မိမဖြစ်တယ်ဒါနဲ့ကျွန်မမလေးပေါ့နော်တင်းတင်းလေးတင်းတင်းကိုပြန်ပြောတော့သူ့မိမငကိုရကဒါနဲ့ကျွန်မမလေးစိတ်ဆက်တယ်လို့ဆိုတော့သူ့ယောက်ျားကဟိုမချစ်တဲ့ငယ်ဖြစ်ပြီးပြောခဲ့တာပြောတာဆိုတာဆူတာပေါ့နော်အဲ့လိုကြောင်ရလေးဖြစ်ခဲ့တယ်ရှိခဲ့ဆိုတော့ဒီနေ့ကျွန်မမြင်မြင်ကိုတွေးတွေးခဲ့တယ်ဒါနဲ့ကျွန်တော်ဥရှင်းမောင်ကြတော့ကပိုင်းလိုက်ပါပြောကပိုင်းလိုက်လို့ online လို့ရှိရင်ကပိုင်းလိုက်ကရှက်သွားမှာမျိုးရှက်သွားမှာဆိုးလို့တနာလို့ရင်းနေတာမျိုးမဟုတ်ပဲနဲ့ကပိုင်းလိုက်ပြောကပိုင်းလိုက်လို့ online လို့ရှိရင်ဒါနဲ့အဖိုးခံရမှာကြောက်လို့ရင်းနေရတာဖြစ်တယ် ကပိုင်းနိုင်ပြောကပိုင်းနိုင်ကိုကိုကပိုင်းနိုင်လာတိတိတိနဲ့ပြောလိုက်လို့ရှင်ဒါနဲ့ထိုးခိုင်းရမှာကြောက်နေငြိမ်ပြီးနှုတ်ပိန်ရတယ်ဆိုတော့ရန်ကုန်မြို့ပေါ်မှာအဲ့လိုကိစ္စတွေအများကြီးများလာပါတယ်ငကိုတဲကမရှိဘူးလားမင်းရင်ရှိတယ်တိုးတော့တောမီလောင်တောကြောင်လက်ခမောက်ခက်ပုံပြီးများလာပါတယ်အခုလိုခိုးဆိုးလူနိုင်တွေကနိုင်ငံတော်ဆိုတာအနေနဲ့အချိန်မီနိုင်နေပေးပါဖြူရှင်းပေးပါအခြေခံလူတန်းစားရည်နော်အလို့တော့အလို့ပြန်အထုတ်သဖြင့်အမျိုးသမီးတွေဘဝလုံးဝမကြုံမလုံးမချုံနောက်ကျောမလုံးတဲ့ဘဝတွေရောက်နေပါတယ်အမေရိကန်အလို့လုံးမယ်ဆိုရင်တက်ဆိုင်ရတက်ဆိုင်ရနည်းမီရဲစခန်းတွေမှာပြုံမှုကျုံးလုံးနဲ့တို့တို့မှာနော်တကယ်အလို့လုံးမယ်ဆိုလို့ရှိရင်ဇာတ်ရှိတယ်ပြုံမှုမှတ်တမ်းတွေရှိပြီး တာဖြစ်ပါတယ်အချိန်မီနှိမ့်နှင်းပေးပါချိန်ရှင်းပေးပါအကြံဖတ်မှုတွေအကြံဖတ်မှုတွေအခုလိုမျိုးလူရမှုတွေနှိမ့်စင်နဲ့များတူးကွာလာနေတဲ့ရန်ကုန်မြို့ကြီးမှာအခြေခံရန်စားတွေနဲ့နေစဉ်အလုပ်သွားအလုပ်ပြန်အမျိုးသမီးတွေပေါ်မှာမလုံးမကြုံဖြစ်နေပါတယ်ဒီကိစ္စတွေကိုနိုင်ငံတော်လူကြီးမင်းတွေဆိုရအာဏာပိုင်တွေနဲ့သိရှိပြီးတော့တော့သက်ဆိုင်ရာနေမြေရန်စကန်ကရဲမှုတွေရန်စကန်မှုတွေအမေရိကန်အလုပ်လုပ်ကြဖို့ကျွန်တော်မျှော်လင့်ပါတယ်ဟုတ်ပြီပထမဆုံးပြောမယ့်အကြောင်းအရာကတော့အသွေးစောသောဈေးတက်စီမံကိန်းဒီအသွေးစောသောဈေးတက်စီမံကိန်းဆိုတာက မင်းရံကနေပြီးတော့ရခိုင်မြောက်ပိုင်းကိုလူသားချင်းစာနာမှုကူညီတယ်သူတို့ပေးမယ်ဒါပေမဲ့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့အတရားဝင်ဆိုးရဖြစ်တဲ့နာဆာကအရင်ဆုံးဆိုးရကိုကြော်ပြီးတော့ဘင်္ဂလားဒေ့ရှ်ကနေတစ်ဆင့်ရခိုင်ကိုတိုက်ရပေးပုံနဲ့အစီအစဉ်နော်နာဆာကအရင်ဆုံးဆိုးရတဲ့အတရားဝင်ဖြစ်တယ်မှုကိုသူတို့ကထိန်းချမ်းပြီးဆိုးရကိုပေးဖယ်ပြီးတော့ဘင်္ဂလားဒေ့ရှ်ကနေရခိုင်ကိုတိုက်ရိုက်သူလူသားချင်းစာနာမှုထောက်ထားအကူအညီတွေပေးရမယ်ဆိုတဲ့ကိစ္စပေါ့နော်ဒီကိစ္စပေါ်မှာလက်ရှိမှာဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့စစ်ဦးစီးချုပ်ကနေပြီးတော့နော်သူတို့ အာဘင်္ဂလားလေးတက်မော်နေနေကတို့နိုင်ငံရဲ့အထုတ်ချအာဏာကိုထိပါမယ်ကိစ္စမျိုးအတူလက်မခံဘူးပေါ့နော်ဒါကြောင့်မလို့ဒီလိုမျိုးတို့ဘင်္ဂလားလေးကိုဖြတ်ပြီးတော့ဂျကိုင်းကိုဓာတ်ရိုက်ဒီလိုမျိုးအခုညီတွေပေးဖို့ခြင်းဟာတွေးစောတော့ဇင်းကြံစီမံကိန်းဖြစ်လို့လက်မခံဘူးလို့တရားဝင်ပြောဆိုလိုက်ပြီးလို့ကနအူးကြားပြရပါတယ်ကျော်ဒီတဲ့ကိုအတည်ပြုဖို့ဆိုရင်ကျမတို့နှစ်ရက်သုံးရက်လောက်ဆောင်ရပါလိမ့်မယ်နော်အာတစ်ဆက်ထဲမှာလည်းလက်ရှိမှာဆိုရင်ဘင်္ဂလားလေးရဲ့ယာယီဆိုရကောင်းဆောင်ယူနုကနေပြီးဆိုရအခွဲကနေထုတ်ဆွဲမယ်ဆိုတဲ့တင်းနေလေကြားနေတာဖြစ်တဲ့အတွက်မြမပြည်ကနေပြီးတော့စစ်အမိခွေးမျိုးပေါ်ကနော်စစ်အမိခွေးမျိုးပေါ်ရောက်နေတဲ့အေအေနဲ့အကြက်ဖက်သမားတွေအတွက် AA နဲ့အကျန်းဖက်သမားတွေအတွက်ဒါရုံစားခွင့်ပြောက်ကိန်းကြောင့်ပြီးလို့ပြောရမှာဖြစ်ပါတယ်။နောက်နောက်ထပ်တစ်ခုကတင်းရနေစားဆောင်တဲ့အာဒန်ရိုင်ဖန်တက်ကနေပြီးတော့နော်အိန္ဒိယမြန်မာနေဆက်မှာ PDF ဆယ်ယောက်ကိုပြစ်တက်လိုက်တယ်ဟုတ်။ဒီမှာပေါ်မှာတချို့ကပြောကြတယ်ဒါဟာမြန်မာနိုင်ငံနိုင်ငံတော်ဆွေးရအနေနဲ့ဒီကိစ္စကိုဆောင်ရွက်တင်ပါတယ်လူစားတီးတွေတချို့ဟိုဘက်ကလော်ဘီတွေပြောကြတာကြတော့ဒီသူတို့တမူပါကဖားတွေကအိန္ဒိယစစ်တပ်ကနေပြီးတော့နေဆက်ချန်စီကိုကာနေလို့သူတို့ကနေဆက်တမူထန်ကိစ္စဆန္ဒပြ၍အီထန်ဖန်စီခံရတော့တောင်ကုတ်ဒေတာခံက၁၀ကျော်ပြန်မလွတ်သေး အာရခတတော် AA ကလူငယ်များကိုစစ်မှုထမ်းရန်ခေါ်ဆောင်မှုနှင့်ပတ်သက်၍ဆန္ဒထုတ်ပေါ်ခဲ့ကြသည့်ကြေးရွာသား90ကျော်ဖမ်းဆီးခံထားရပြီးလက်ရှိအချိန်ထိပြန်လုပေးခြင်းမရှိသေးကြောင်းသိရသည်ရခိုင်ပြည်တောင်ကုန်းမြို့နယ်ရွာမတိုက်နယ်ကံပြင်းတကယ်ကျွန်းစားပြင်တန်လွဲရွာမှကင်းတောင်ရွာလမ်းမို့မော်ရွာစသောကြေးရွာများမှအရွယ်ရောက်တူတိုင်းစစ်မှုထမ်းရန် AA ကခေါ်ဆောင်ခဲ့သည့်မေလဆန်ပိုင်းကအဆိုပါကြေးရွာများကို AA တာဝန်ခံများကရောက်ရှိလာပြီး အာရခတတော် AA ထံတင်းစစ်မှုထမ်းရန်ခေါ်ဆောင်ခဲ့ခြင်းဖြစ်ကရင်းခေါ်ဆောင်မှုအပေါ်ကြေးရွာသားများကမကျေနပ်၍ဆန္ဒပြခဲ့ခြင်းဖြစ်ကြောင်းသိရသည်ပြီးခဲ့သည့်မေလ18ရက်နေ့တွင်တောင်ကုန်းမြို့နယ်ကြေးရွာ6ရွာကဒေသခံများမှစစ်မှုထမ်းခေါ်ဆောင်မှုအပေါ်ကန့်ကွက်ဆန္ဒပြခဲ့ခြင်းဖြစ်ပြီးဆန္ဒပြသူများကို AA ကဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်းဖမ်းဆီးခံထားရသည့်မိသားစုဝင်တဦးကပြောသည့်ကျွန်တော်တို့ကြေးရွာကလူတွေကိုစစ်မှုထမ်းဖို့ဆိုပြီး AA ကတာဝန်ခံတွေဖိအားလာပေးပါတယ်မဖြစ်မနေစစ်မှုထမ်းရမယ်လို့ပြောတယ်အဲ့ဒီမှာမကျေနပ်လို့မိဘတွေကဆန္ဒပြကြတာပါဆန္ဒပြတဲ့အချိန်မှာတနက်ဖောက်ပြီးဖြူခွဲတယ်ဆန္ဒပြတဲ့သူတွေရော လူငယ်တွေရောအကုန်ဖမ်းသွားတယ်ကြေးရွာသားငါးဆက်ကျော်ကိုဖမ်းသွားတာဟုပြောသည့်ဖမ်းဆီးခံရသူများမှာ တက်လွေရွာမကကြီးရွာသား20ဦးခန့်ကင်းတောင်ရွာက73ဦးလမုံမော်ရွာက3ဦးစားပြင်ရွာက10ဦးနဲ့တန်းလွေရွာကံပြင်းတကယ်ကျွန်းစသောကြီးရွာမှာကြီးရွာသား90ကျော်ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည် ကင်းတောင်ရွာဒေသခံတအူးကဖမ်းသွားတဲ့သူတွေကိုဒီနေ့အချိန်အထိပြန်မလုပေးသေးပါဘူးဖမ်းထားတဲ့နေရာကိုတိတယ်သွားတွေ့တယ်တွေ့ခွင့်မပေးဘူးချင်းချောက်ပြီးတော့ပြန်လွတ်လိုက်တဲ့အရင်ကလည်းဖမ်းထားတဲ့သူတွေရှိတယ်စစ်တင်နှန်းတွေတက်နေရတယ်စစ်တင်နှန်းတွေတက်နေရတဲ့သူတွေကမိဘတွေနဲ့အဆက်အသွယ်မရဘူးအကုန်စိုးရိမ်နေကြတယ်ဟုပြောသည်ဆန်ဒီယိုမကဘူးနိုင်ငံအတွက်သူတို့ကခန်းလာအတက်ခန်းလာပြီးအဲ့ဒီကာဝယ်လိုက်လို့အိန္ဒိယစစ်တပ်ကနေပြတ်တက်ပြီးခံရပါတယ်ဆိုပြီးတော့နော်လေး ဘူးကိုလိတ်ဖျောက်ချက်ဘူးကိုလိတ်ဖျောက်နေတိုင်းတန်တူသမားတွေပြောဆိုနေကြတယ်ကျတော့ကအိန္ဒိယနဲ့ပတ်သက်လို့အများတဲ့ကျမတို့ရင်ထဲမှာထည့်ထားရမယ်ကိစ္စနှစ်ခုရှိတယ်အိန္ဒိယနဲ့ပတ်သက်လို့ကျမတို့ရင်ထဲမှာထည့်ထားရမယ်ချက်နှစ်ချက်ရှိတယ်ပထမတစ်ချက်ကဘာလဲဆိုတော့အိန္ဒိယရဲ့နိုင်ငံအကြီးအကဲကပြောခဲ့တယ်၂၀၂၄ ကျွန်တော်တို့လေတက်စီဝင်မှာပြောခဲ့တယ်ဒါပြောလေအိန္ဒိယနိုင်ငံရဲ့အစိုးရဆက်ဆက်ဟာမြန်မာစစ်တပ်နဲ့ဆက်ဆံရေးကောင်းမှုမှုလိုလားပါတယ်ဖြစ်ပြမယ်အိန္ဒိယရဲ့တရားဝင်ခေါင်းဆောင်ကတရားဝင်ကမ္ဘာမီဒီယာတီးတီးကိုပြောကြခဲ့တဲ့စကားရှိတယ်အိန္ဒိယရဲ့အစိုးရဆက်ဆက်မရှိမိုးရီဆိုရတယ်မဟုတ်ဘူးနော်သူတို့ပါတီမမမို့အရှင်အိန္ဒိယသမရဘောနော်သူတို့ပါတီမမမို့သူတို့ပါတီမမမို့ရဲ့အစိုးရလက်ထက်တယ်မဟုတ်ပဲလေသူတို့အိန္ဒိယနိုင်ငံရဲ့အစိုးရဆက်ဆံဟာမြန်မာတပ်မတော်နဲ့မြန်မာစစ်တပ်နဲ့ဆက်သွယ်ရေးဆက်ဆံရေးကောင်းမှုကိုသူတို့အငြင်းတဲ့ဆန္ဒရှိပါတယ် ဲ့ဒီစကားတခုဒါနဲ့စကားတခုကဘာလဲဆိုတော့ပြီးခဲ့တဲ့2လပိုင်းလောက်ကဟိုအ2လပိုင်း3လပိုင်းလောက်ကအိန္ဒိယနိုင်ငံရဲ့မီဆိုရဲပြည်နယ်ကအိန္ဒိယမီဆိုရဲပြည်နယ်ဝန်ကြီးချုပ်ပြောခဲ့တဲ့စကားတခုရှိတယ်။နိုင်ငံသားသားတချို့ကတဲ့သူတို့အိန္ဒိယပြည်နယ်ကိုဖျက်ပြီးတော့နေဆက်ကနေတစ်စိမြန်မာပြည်ချင်းတောင်တန်းပေါ်မှာရှိတဲ့သဘုံတွေကိုလက်လက်ကင်တင်နေပို့ချပေးနေပါတယ်လို့ပြောခဲ့တဲ့စကားတခုရှိတယ်။ ဒါကျွန်တော်တို့အိန္ဒိယနဲ့ပတ်သက်ရင်အများနဲ့သိထားရမယ့်အချက်လက်ချက်ဖြစ်တယ်။ဆိုတော့လက်ရှိမှာအိန္ဒိယမြန်မာနယ်စပ်ကတမူပါကဖဆိုတဲ့ရပ်ဘက်တွေကိုအိန္ဒိယနယ်သားစောက်တပ်ကပြစ်ခတ်မှုနဲ့ပတ်သက်လို့အဲ့ဒီမှာရေပြင်တောင်ဝင်ရှိသူတမူပါကဖအဖွဲ့ကခေါင်းဆောင်ဆိုတဲ့တောင်ပါပြောထားတယ်လေဒီအောက်လေတဲ့ဌာနကအင်တာဗျူးကိုကျွန်တော်ဖွင့်ပြပါမယ်။ဒီလိုနဲ့မနေ့ပိုင်းမှာတို့ဟိုလာလေးတယ်ဖြတ်ထားဖို့ပေါ့နော်။အဲ့ဒါဆရာအဲ့ဒီတို့ပြောပါရင်လာကြပါနော်။လာကြပြီးတော့မင်းအဲ့ဒီကတော့ရေပေါ်ရေတွေ့ဆုံပြီးတော့လာကြပါပြီပြော။လာကြပါပြောပြီးအဆင်ပြေနေရပါတော့။ ော်လည်းညနေနဲ့ပါနေလို့ပြောရပါပဲဒါပေမဲ့ညအစတုန်းညနေပိုင်းမှာဟိုမှာအိမ်မှာတော့မတွေ့ရဘူးခက်ခဲမှာဟုတ်လားခက်ခဲအကောင်ရှိတယ်တော်ကြည့်တော့ခက်မှာမရှိတော့ဘူးလေပြောလို့ကြောက်နေတော့ကြောက်နေတော့အမိသားရောင်းနေမိသားရောင်းနေအမေကအားနဲ့တော့တော့အဲဒီအရင်ကြီးရယ်အဲ့ဒီကအရင်ကြီးရခါကျတော့မဇက်ကတားမိရခါကျတော့အဲ့နာလေးကဟောတယ်နော်ဟိုတက်လာတဲ့ဒေးရောင်သွားပြီးတော့အဲ့ကတရင်မှုနဲ့ တော်တော့တိုင်းမပေးတက်ရကုန်တာပေါ့ပြောတာရှိတယ်ပေါ့အဲတော့တွေ့တဲ့ခါကျတော့ဘာမှမလုပ်ရဘူးကျွန်တော်ကအရင်ပြောခဲ့တာဘာမှမပြောရဘူးတွေ့တွေ့ကျင်ပြည့်ရတယ်ငါတို့တနင်္လာနေ့ပြည့်တယ်အဲငါတို့ကငါတို့ကလည်းပြန်ပြည့်တဲ့ခါကျအကုန်ပေးကုန်တယ်ငါ့ဆင်အောင်ရရင်အဲ့လိုပြောအဲ့လိုပြောခဲ့ရမှာနော်ခုကဘာမှမပြောရဘူးတို့ကအရင်အဲ့လိုစတာပြောအဲ့ကုတ်တာမျိုးနဲ့ခါကျတော့မျိုးနိုင်ချင်တယ်ပေါ့အဲ့နဲ့အော်ဒီလိုပဲခံရတယ်လည်းချင်တယ်ပေါ့အာမဖြစ်နိုင်ဘူးပေါ့ ဲ့ဘယ်ချင်းဘယ်နဲ့လဲကြားမှာကျွန်တော်တို့ဒီဟာရအဲ့ဒီကလူနေနေလည်းနေရတာဒီကမာရရနောက်မှာပါလို့နော်ဆက်တုံးရနေမနဲ့မှာအဲ့ဒီအိန္ဒိယနဲ့တားဆောင်တဲ့အာသန်ရိုင်ဖယ်အထက်ကတမူပါခါပါစခန်ကိုလာပေးခဲ့တယ်။သူတို့ချင်းချင်းစကားတွေပြောပြီးတော့ပုံမှန်တိုင်းပဲသူတို့ပြောပြီးတော့ညနေခင်းမှာသူတို့တမူပါခါပါဆယ်ရောက်အသက်ခံပြီးတောက်သွားတယ်။နော်။လေယူလေတိတ်ကထမင်းခွန်လေးရဲ့မစားရတဲ့စကားပြောရင်းနဲ့အားပြက်ပြီးတော့လေးထက်သွားမှတော့ဆိုရတယ်။ เนาะ online online ပေါ်ကနေပြီးလေးလိုင်းတန်လူသက်သမားတွေကဒါလက်သေးလက်မောင်းတန်းပြီးတော့သူတို့ခံပြင်းတယ်လို့ဘာဖြစ်တယ်လို့ညာဖြစ်တယ်လို့ပြောနေတာမြေပြင်မှာတကယ်တည်တဲ့ဟာတွေကဇကားကိုဝိရင်လဲကြောင်ပဲပြောပြီးလူရင်းမရောက်ဖိုင်နဲ့ဝိရင်လဲကြောင်ပဲလိမ့်နေတယ်เนาะဝိရင်လဲကြောင်ပဲလိမ့်နေတယ်သူ့ရဲ့ဇကားမှာကသူတို့အဲ့ဒီသူတို့အသက်ခံရတဲ့ PD ရဲ့တမှုပါကဖားတွေနဲ့အဲ့ဒီအိန္ဒိယအာဒန် right hand တက်ကလူတွေနဲ့73ရက်နေမနဲ့မှာသူတို့တွေ့ဆုံဆွေးနွေးခဲ့တယ်ဆိုတာသူတို့အနေနဲ့အချိန်ဆက်ရှိနေတာ လမ်းပေါ်မှာလော်ဘီရေပြောသလိုနေဆက်ချိုင်းကြီးကိုကာလို့ပြဿနာဖြစ်တာမဟုတ်ဘူးသူတို့ကြားထဲမှာလက်နဲ့မောင်းကိုမွေးရမောင်းကိုဆေးဝါးရိတ်ခါမှောက်ခုအများကြီးရှိနေတယ်သူတို့အချင်းချင်းကအဆက်အသွယ်ရှိနေတယ်ဝေစုမတဲ့လို့ဝေစုမတဲ့လို့စက်ခွက်လုံးကြီးဖြစ်တယ်တက်တာလိုင်းပေါ်မှာပြောနေသလိုလော်ဘီရေပြောနေသလိုနေဆက်ချိုင်းကြီးကိုကာလို့ချင်းများတယ်ပြဿနာမဟုတ်ဘူးဆိုတာအဲ့ဒီမှာတက်တဲ့ပိုင်းထောက်တာရှိတယ်နောက်တော့တစ်ခုကတော့အာဓမ္မဓမ္မကုန်နာယူထုံးစံမရှိတဲ့အကြောင်းကျမတို့လူမှုကောင်ရဲ့ပုံမှာအမိရမန်နိုင်တော့ရရိုက်တာကဥတိုရီယာဆိုတဲ့ပုံပုံကနော်သူကိုယ်သူရဟန္တာပါ ်တရားနာမဟုတ်ခုံမဟုတ်ဆိုတာမဟာနာဆရာတော်တွေလာစစ်ပါဒါဆိုလို့ရှိရင်အဲ့ဒီမဟာနာဆရာတော်တွေကိုတထိုင်ထဲနဲ့သောတာပန်တရားအရိယာပုဂ္ဂိုလ်ဖြစ်အောင်ဟောနိုင်ပါရဲ့ဆိုပြီးတော့အာရမဝါဒီဒီအာရမဝါရတွေဟောပြောနေတဲ့ဥတ္တရိယကိုနော်ကျွန်တော်တို့ဆရာဦးကအများကြီးမစိုးရင်စာတင်တာခလောင်းနဲ့မဲမစိုးရင်စာတင်တာရခိုင်ရဟန်းဘုရားဆိုလို့ရှိရင်ဥအိမ်သာတရားပြုံးဝတာပြုံးဝတာခွဲရတကယ်စာတက်ပြီးတဲ့တန်းကက်တန်းကက်စာပေတွေတက်မြောက်တယ်ပြုံးဝတာခွဲရဆရာဦးကမြိုင်တယ်ဦးအောင်ဆိုတော့အရောက်ကနေပြီးတော့ဒီဥတ္တရိယရဲ့ပြောဆိုမှုတွေကအာဓမ္မလားဓမ္မလားအာဓမ္မလားဆိုတာကိုကျွန်တော်တို့မဟာနာဆရာတော်ကြီးရှင်ရှင်မှာကျွန်တော်တို့ ကျွန်တော်လူတွေလိုပြောမယ်ဆိုအမှုတိုင်တာပေါ့နော်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မလေးကမဟာနာဇာတော်ကြီးတွေကိုယ်တိုင်စီဝေးဆုပ်ဖြတ်တဲ့အခါမှာအရိယာမန်နိုင်တော်ရရိတ်တာဥတ္တရိယရဲ့ပြောဆိုမှုတွေကအာတမဝါဒဖြစ်တဲ့အတွက်ဥတ္တရိယအပါဝင်သူ့ရဲ့တပည့်အတော်ကတပည့်တပည့်28ဦးကိုအာတမဝါဒကြီးဆုံးလို့ဖို့မဟာနာဇာတော်ကြီးတွေကဆုံးမဩဝါဒ ဓမ္မဆက်နဲ့အဆုံးမဝါဒပေးခဲ့တယ်။သို့တော့ဥတုရိယပါဝင်28ဦးကဓမ္မဆက်ရဲ့အဆုံးမကိုမခံယူဘဲနဲ့သူတို့ရဲ့အာဓမ္မဝါဒကိုမဆုံးလွတ်နိုင်ဘူးဆိုပြီးတော့လက်မှတ်မထိုးပါဘူး။ဒါကြောင့်မလို့ဓမ္မဆက်နဲ့အဆုံးမတို့အရေးယူဖို့မရရင်အာနာဆက်နဲ့အဆုံးမရမယ်ရှင်ဖြစ်ပါလိမ့်မယ်။နော်။ကျတော့ကအာဓမ္မဆိုတာဓမ္မကိုနိုင်ယူထောင်းဆိုင်မရှိဘူးလို့ကျွန်တော်တို့ ရိုးရိုးရှင်းရှင်းပဲပြောရပါလိမ့်မယ်။နောက်ဒီအခါဆိုလို့ရှိရင်အာပြီးခဲ့တဲ့2024 17လပိုင်း17လပိုင်းနောက်ကဆိုကျွန်မနေကူတရားရုံးမှာဒီဥဒုရယာတို့ဒီအာရမဓမ္မအာရမကိစ္စနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျွန်မတို့ဒီကိုနောင်တော်လေးတို့ကျွန်မတို့မသားရေးဆရာတော်လေးနဲ့တွားရောက်ပြီးတော့ဒီကိစ္စနဲ့ပတ်သက်လို့ကျွန်မတို့ရှင်းနေကြတာတွေရှိတယ်။ရှိတော့မှဆိုလို့ရှိရင်အဲ့တော့မှဆိုရင်အာ TVB မှာ လက်ကူတရားရုံးကိုလည်းဆန္ဒပြထားတဲ့မဘာသာဆရာတော်တွေနဲ့မဘုသူတို့အဖွဲ့တွေနေထုတ်ခံလိုက်ရပါတယ်ဆိုပြီးတော့လေဖန်းတန်းစီပြီးတော့ပေါ့လေဖန်းတန်းစီပြီးတော့ဝါဒဖန်ခဲ့တဲ့ခိုက်တန်တွေရှိပါတယ်เนาะကျွန်တော်ကမဘုသူတို့အဖွဲ့ကနေထုတ်ခံရတာမဟုတ်ဘဲနဲ့အာတမဝါဒတွေကိုဟောပြောနေတဲ့ဥတ္တရာတို့အဖွဲ့နေထုတ်ခံလိုက်ရပြီဖြစ်ပါတယ်